ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေစိတ်ကိုစစ်ကောင်စီဘက်က ပြက်လက်ပြင်းစင်နေပြီဖြစ်တာကြောင့်မကြခင်ရက်ပိုင်းထဲပြည်ဆွဲသွားဖို့အခြေအနေရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကိုကန့်တက် MNDAA ရဲ့လာရှိုးမြို့တိုင်းတပ်ပွဲမှာပြက်စီသွားတဲ့လာရှိုးလေစိတ်ကိုပြီးခဲ့တဲ့ရက်ပိုင်းကစပြီးစစ်ကောင်စီဘက်ကပြက်လက်ပြုပြင်နေတာကို တွေ့ရပေမဲ့မေလ17ရက်အထိလေရင်ပြင်းဆွဲမဲ့ရက်ကိုတရားဝင်ထုတ်ပြန်တာမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီကတော့လာရှိုလေစိတ်ကလေရင်ပြေးလန်းနားနဲ့ဆောင်တဲ့အဆောင်တွေကိုပြန်လည်ပြုပြင်နေတာကိုတွေ့ရပြီးတော့ခြုံတွေကိုလည်းရှင်းလင်းထားပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် MNDAA ရဲ့လာရှိုမြို့သိမ်းတပ်ပွဲကြောင့်ပြီးခဲ့တဲ့နှစ်ဇူလိုင်လပထမပတ်ထဲမှာပဲအဲ့ဒီလေစိတ်ကိုလေရင်ပြည့်ဆွဲတာတွေရပ်နာလိုက်ရတာဖြစ်ပါတယ် တိုက်ပွဲကာလမှာတော့လာရှိုလေးစိတ်ကကွန်ထရိုးတာဝါပျက်စီးပြီးလေယာဉ်ပြေးလမ်းကတော့အနည်းငယ်ပဲပျက်စီးတာရှိတယ်လို့ MNDAA စစ်ရေးသတင်းရင်းမြစ်က TVB ကိုပြောပါရရှင်။